နောက်နောက်ယောက်ျားမလျှောက်တော့ပဲယောက်ျားတွေအတွက်အကုန်ရတဲ့အချိန်နဲ့ငွေတွေကိုမိဘတွေကပဲပုံဩပေးဆက်သွားတော့မယ်အဝိုင်းစုခိုင်တိန်ပရိသတ်များလုံးမင်္ဂလာပါရှင်အေဂရစ်တန်ယာရီကနေပြန်လဲကြိုဆိုလိုက်ပါတယ် ဝိုင်းစုခံနေကတော့ကြားသားမှုကျိုးလို့ပြောရလိမ့်မလားပါပဲ။ဒီမနေ့နဲ့အရင်လိုမျိုးယောက်ျားတွေထဲလဲတွဲတာမျိုးကိုနောက်ပိုင်းမှာမပြုလုပ်တော့ပဲ။ရှောင်ကျင်တော့မှာဖြစ်ပြီးတော့အဲ့ဒီအတွက်အကုန်ကြားတဲ့ငွေတွေနဲ့အချိန်တွေကိုဒီမရဲ့မိဘတွေအတွက်ပဲအသုံးချမယ်လို့ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဝိုင်းစုခံနေကအွန်လိုင်းနဲ့လက်ထက်ခဲ့ပြီးတဲ့နောက်ပိုင်းယောက်ျားယူလို့အားကိုးရမလားမှတ်တယ်။ဒီမကကြီးအဆဆအရာရာကိုပံ့ပိုးပေးနေရတာပါ။ဒီကြားထဲမှာအွန်လိုင်းကအရက်တွေကြီးလုံးကျုံတောင်းနေပြီးတော့တောက်တဲ့အရက်တွေကလည်းဈေးကြီးလွန်လာပဲဖြစ်ပါတယ်။ဒါအပြင်အွန်လိုင်းကသူ့ရဲ့ ငယ်ချင်းတွေကိုလည်းအိမ်ပေါ်ခေါ်တင်ထားပြီးတော့သူတို့တွေရဲ့အတုံးစိတ်ဝဝကိုပါဝိုင်းစုခိုင်သိန်းကဖြည့်ရှင်းပေးခဲ့ရတာပါဝိုင်းစုခိုင်သိန်းရဲ့စိတ်သက်ကလည်းပြတ်သားပါတယ်။သူမရဲ့လှုပ်အားနဲ့ငွေကြေးကိုတတ်နိုင်တဲ့လောက်ရှာဖွေပါတယ်။ယောက်ျားရဲ့လှုပ်ရှားကိုမျှော်ပြီးတော့စားနေရဲမိမမျိုးမဟုတ်ပါဘူး။ဒီနေ့ချိန်ထိဝိုင်းစုခိုင်သိန်းကဘယ်ယောက်ျားတယောက်စီကမှထောက်ပံ့တာတွေကိုမယူခဲ့ဘူးပါဘူး။ ဝမ်စုခိုင်သိန်းကအဲ့ဒီလိုမျိုးမာနရှိရတဲ့သူဖြစ်ပါတယ်။အောင်လာနဲ့ क्वे ခဲ့ရပြီးရဲ့နောက်အောင်လာကဝမ်စုခိုင်သိန်းဟာသူ့အထဲမှာရှိနေတဲ့ဘုံမှုတယောက်နဲ့ဖောက်ပြန်နေဆိုပြီးတော့ဆွဆွဲခဲ့ကောင်ရော်ကြီးငွေတောင်းခံခဲ့ပါတယ်။ရော်ကြီးတောင်းတာကလည်းနည်းနည်းလေးမဟုတ်ပါဘူး။သိန်းတထောင်တောင်မှဖြစ်ပါတယ်။ဒါကြောင့်လဲဝမ်စုကအောင်လာကိုအတော်လေးပောက်ကွဲခဲ့တရားပါ။သူတို့နှစ်ယောက်ရဲ့လူမှုကွန်ရက်အကောင့်တွေကနေတစဉ်တယောက်နဲ့တယောက်တိုက်ခိုက်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဝမ်စုခိုင်သိန်းကသူမရဲ့စိတ်ကိုသူမပြန်လျှော့လိုက်တာပါ။သူမဖြစ် က်ခဲ့တဲ့အရာတွေအားလုံးကအကန့်တရားနဲ့သဆိုင်တာဖြစ်တယ်လို့ပဲဝိုင်းစုကအမြင်တွေကိုပြောင်းလဲလိုက်ပါတယ်။အခုလိုမျိုးရင်နာပွဲရာကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်တွေအားလုံးဟာဝေကျွေးတွေဖြစ်ခဲ့မယ်ဆိုရင်လည်းဒီမအနေနဲ့ဒီဘဝမှာတင်ကြအောင်ဆက်သွားမယ်။အခုလက်ရှိကြုံခဲ့ပြီးသမျှတွေနဲ့မကြေသေးဘူးဆိုရင်ဒီမအနေနဲ့ထပ်ပြီးတော့ဝေကျွေးဆက်ခံယူသွားအောင်မယ်လို့ဝိုင်းစုကသဘောထားလိုက်ပါတယ်။နောက်ပိုင်းမှာဆိုရင်ဝိုင်းစုကဘဝကိုပြပြရှင်ရှင်နဲ့ပဲဖြတ်တန်းသွားကျင်နေရပါ။ဒါကြောင့်အွန်လိုင်းနဲ့အခြေတင်ဖြစ်နေရတွေကိုရပ်တန့်ဖို့အတွက်ဝိုင်းစုကဆုံးဖြတ်ခဲ့ပါတယ်။ ဝိုင်းစုကတော့သူမရဲ့ဘဝမှာအချစ်ကိုဦးစားပေးခဲ့ခြင်းတွေအတော်လေးများခဲ့ရပါမြက်ကန်းတစိမကြောက်တယ်လို့ဝိုင်းစုကအချစ်ကိုကိုးကွယ်ခဲ့ပါတယ်။သူမစီမှာဂုံတွေငွေတွေစည်းစိမ်ချမ်းသာတွေအလုံးကမလိုချင်တော့တဲ့အဆုံးပါဒါတွေကိုသူမအနေနဲ့သိပြီးမမတ်ပါဘူး။သူမကိုယ်တိုင်ကလည်းကောင်းစွာရှာဖွေနိုင်တာဖြစ်လို့ဒီလိုဂုံတွေငွေတွေပက္ကသနာတွေကိုဝိုင်းစုကသိပြီးတော့ခေါင်းထဲမထည့်ပါဘူး။သူမအလိုချင်ဆုံးသောအရာကချစ်ချင်းမြတ်တာဖြစ်ပါတယ်။ လူတိုင်းမှာပြည့်စုံတယ်ရေလို့သိပြီးတော့မရှိပါဘူး။အခက်ခဲတွေရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်တွေရှိပါတယ်။ဒီလိုအချိန်လေးတွေကိုဝိုင်းစုက"သမားကချစ်တဲ့၊သမားကိုချစ်ပေးရဲ့လက်တစုံနဲ့အကောင်းဆုံးရင်ဆိုင်ဖြတ်ကျော်ချင်တာ"ဖြစ်ပါတယ်။ တရားနဲ့တရားအပေးယူများများနဲ့ချစ်ချစ်ခင်ခင်ဘဝကိုရင်ဆိုင်ဖြတ်တန်းသွားခြင်းနဲ့ဝိုင်းစုဟာအခက်ခဲတွေတွေ့ကြုံလို့စိတ်တွေမတရားမုန်းကျက်လာတဲ့အချိန်မှာမိပြီးတော့ငိုချလိုက်เสียပကုံလေးကိုတောင်းတခဲ့မိပါတယ်။ဒါပေမဲ့ဝိုင်းစုတယောက်ကမကောင်းခဲ့ပါဘူး။သူမကောင်းပေးတဲ့လို့သူမအပေါ်မှာပြန်ပြီးတော့ကောင်းပေးမဲ့ယောက်ျားမျိုးကိုဝိုင်းစုရဲ့ဘဝထဲကိုရောက်မလာခဲ့ပါဘူး။ ဒါကဝိုင်းစုကိုပို့ပြီးတော့ပူလောင်စေရပါတယ်။ဖြတ်တန်းခဲ့ရတဲ့ဘဝမှာနာကျင်စရာတွေကလည်းအတော်လေးကိုများခဲ့ပြီဖြစ်လို့ဝိုင်းစုအနေနဲ့လက်ကျန်ဘဝသက်တမ်းကိုပျော့ပျော့ရွှင်ရွှင်နဲ့နေထိုင်သွားခြင်းပါတယ်။ဒါကြောင့်နောက်ပိုင်းမှာဆိုရင်ယောက်ျားတွေနဲ့ရှုပ်ရှုပ်ရှက်ရှက်နေတော့မှမဟုတ်ပဲသူတို့အတွက်ပေးလိုက်ရတဲ့သူမရဲ့တန်ဖိုးရှိတဲ့အချိန်တွေနဲ့ငွေကြေးတွေကိုသူမရဲ့အဖေနဲ့အမေပေါ်မှာပုံအောပေးဆက်သွားတော့မယ်လို့ဝိုင်းစုခိုင်သိန်းကပြောခဲ့ရဖြစ်ပါတယ်။အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။